မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ၈ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စစ်ကောင်စီရဲ့အောင်စေရစစ်ကြောင်းဟာမေလ9ရက်နေ့ဒေါနာတောင်ပေါ်မှာစစ်ကြောင်း၃ကြောင်းစုစုပေါင်းအင်အား900ခန်းနဲ့၃ချိန်စစ်ကြောင်းထိုးလာရာ၃ချိန်စလုံးလန်ကျသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ9ရက်နေ့မနက်၈နာရီအချိန်မှာတစ်ချိန် နေ့လယ်2နာရီမှတစ်ချိန်ညနေ4နာရီမှတစ်ချိန်အောင်စေးရစစ်ကြောင်းကစစ်ကြောင်းတစ်ကြောင်းမှာအင်အား300ခန်းနဲ့3ချိန်စစ်ကြောင်းထိုးလာခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်3ချိန်စလုံးရှိမတိုးနိုင်ပဲနဲ့ထိခိုက်မှုများပြီးတော့လန်ကျသွားခြင်းဖြစ်တယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်ကပြောဆိုခဲ့ပါတယ်မြောက်ဒီမြို့ကိုစစ်ကူပို့ဖို့အတွက်အောင်စေးရဆက်စင်ရေးဆိုပြီးတော့နာမည်ပေးကနိုင်ငံတော်အဆင့်စစ်စင်ရေးလို့ဆိုပြီးတော့မော်လမြိုင်နဲ့ဖမ်းမြို့တို့ကနေပြီးတော့ AP လ9ရက်နေ့ကနေစတင်ခြိတက်လာပြီးတလပြည့်တဲ့အချိန်မှာတော့ ေါနတောင်ပေါ်မှာစစ်ကောင်စီကရှိတ်တိုးရန်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။သူတို့ကကားလမ်းကိုအလဲမှာထားပြီးတော့တောင်ကျော်ရဲ့ဘဲဘချမ်းအောင်ညာဘချမ်းအောင်စစ်ကြောင်းထိုးပြီးတော့တတ်တာပေါ့။မေလ9ရက်နေ့တိုက်ပွဲက3ချိန်ဖြစ်တယ်။တော်လိုင်းအင်အားစုတွေဘက်ကရဲဘော်တယောက်ပေါင်မှာလက်နက်ကြီးအစမှန်တယ်။ကျန်တာတော့မရှိဘူး။စစ်ကောင်စီဘက်ကတော့အကြဆုံးရှိတယ်။3ချိန်စလုံးပြန်လည်ကြတာပေါ့လို့၎င်းကပြောဆိုခဲ့ပါတယ်။တန်ကြကရင်များပါတယ်စစ်ကြောင်းကအာရှလမ်းမကြီးအတိုင်းလာပြီးတော့ ကျန်တဲ့စစ်ကြောင်းနှစ်ကြောင်းကလမ်းမကြီးရဲ့ဘဲညာစစ်ကြောင်းထိုးလာခြင်းဖြစ်တယ်လို့ကရင်စည်ရေးသတင်းရင်းမြစ်ကပြောဆိုခဲ့ပါဗါတယ်။တေကြတာကတော့ပင်မရင်နှန်းပေါ့တော်တော်ရေတကွန်နားမှာပဲရှိသေးတယ်ရှေ့မတက်နိုင်သေးဘူးသူတို့ကတော့တောင်ကျောနှစ်ဖက်ကိုဖြတ်ပြီးတော့အလေကနေရင်နှန်းကိုရောက်အောင်သွားမဲ့သဘောရှိတာပေါ့ဒါပေမဲ့ထင်သလောက်တော့မပေါ့ဘူးပေါ့အောက်ခြေစစ်သားတွေကလည်းစိတ်ဓာတ်တွေအတော်ပြတ်ပြားနေပြီနောက်ကနေပဲအတင်းပဲတက်ခိုင်းနေတာတဲ့နောက်ပြီးတော့ဒဏ်ရာရတဲ့သူတွေကိုလည်းတတ်မဆွဲခိုင်းဘူးတဲ့နောက်ကနေပဲအတင်းပဲ ဂယုမဆိုင်တဲ့ရှေ့ကိုပဲတက်ဆိုပြီးတော့အတင်းတက်ခိုင်းနေတယ်လို့ကရင်စီရေးသတင်းအရင်းမြစ်ကပြောဆိုခဲ့ပါတယ်စစ်ကောင်စီကနိုင်ငံတော်အဆင့်စစ်စင်ရေးဆိုပြီးတော့ကြေညာထားတဲ့အောင်စီရစစ်ကြောင်းဟာတက်မ44နဲ့တက်မ55တို့နဲ့စစ်ကြောင်းထိုးစတင်ခဲ့ရာတက်မ55ဟာဖွဲ့စည်းပုံပြတ်တဲ့သဘောဖြစ်နေတဲ့အတွက်တက်မခုံခုံကိုထပ်မံစိတ်လွတ်ပြီးတော့ပြန်လည်စုဖွဲ့မှုပြုလုပ်နေတယ်လို့သတင်းရရှိထားကြောင်း၎င်းကပြောဆိုခဲ့ပါတယ်ကြည်ရတာ55ကတော့လမ်းကြသွားပြီထင်တယ်ခွန်ခွန်တို့ဘာတို့ပြန်ပြီးတော့စုဖွဲ့နေတာပေါ့မေလ9ရက်နေ့ကတော့ တိုးတာမရှိပဲငြိမ်နေတယ်ဆိုတာဖွဲ့စည်းပုံပြက်လို့ပြန်ပြင်နေတဲ့သဘောတော့ရှိတယ်ငါးငါးကဟိုရက်က100လောက်ကြတယ်80လောက်ဒဏ်ရာရတာပေါ့စစ်တပ်ကစက်လိန်နေလေတော်လိုင်းရဲ့အဖွဲ့တွေကရထားတာရှိတာကိုစစ်တပ်ကအကြဆုံးများတယ်လို့ကရင်စစ်ရေးတရင်ရေးမြစ်ကပြောဆိုခဲ့ပါတယ်စစ်တပ်ရဲ့သဘောတရားကတော့သူကအချင်းယူနိုင်တယ်လေအချင်းယူတယ်တနေ့ကိုတလက်မလောက်ရလေတလက်မတိုးပါပဲသူကဒါသူတို့ရဲ့ထုံးစံပဲနိုင်ငံတော်အဆင့်ဆင့်ရေးဆိုတော့သူတို့ကတိတ်ခါကြမခံနိုင်တော့ဘူးပေါ့ ေးဆက်မှုတော့များမှာပေါ့လို့ကရင်စည်ရေးတရင်အေးမေကတုံးသက်ပြောဆိုခဲ့ပါတယ်။၎င်းကဆက်ပြီးတော့သူတို့တကယ်လို့ကြော်လာခဲ့ရင်လဲသူတို့ဖြတ်တန်းရမယ့်အခက်အခဲတွေကအများကြီးရှိသေးတယ်။သူတို့တော်တော်လေးကိုအများကြီးပေးဆက်ရအောင်ပါ။သူများတွေခံစစ်လှုပ်ထားတာကနေရာကောင်းတယ်လေ။တဆင့်ပြီးတဆင့်ခံစစ်လှုပ်လာတာပေါ့။အကယ်၍နောက်ဆုံးမြဝတီကိုရောက်ခဲ့ရင်တောင်မှအများကြီးပေးဆက်ပြီးမှရောက်လာမယ့်ခရီးတစ်ခုဖြစ်သွားလိမ့်မယ်လို့ပြောဆိုခဲ့ပါတယ်။မြဝတီမြို့ကိုလာတယ်ဆိုတဲ့စစ်ကောင်စီရဲ့အောင်စေရဆဲကြောင်းနဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့များဟာဒေါနာတောင်ပေါ်မှာ နေ့စဉ်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဖားကန့်မြို့နယ်မှာစစ်ထောက်လမ်းရေးစရဖတအူးကို GIA ကဖမ်းဆီးလာတဲ့အချိန်ခုခံထွက်ပြေးတဲ့အတွက်ပြစ်ခတ်မှုဖြစ်ပွားပြီးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ6ရက်နေ့ညနေ6နာရီကျော်အချိန်မှာဖားကန့်မြို့နယ်ငပြောတော့ရက်ကွက်ရဲစခန်းအနီးမှာစစ်ထောက်လမ်းရေးစရဖတအူးကို GIA ကဖမ်းဆီးခဲ့တယ်လို့သိရပါပါတယ် ဖမ်းဆီးခဲ့တဲ့စာရဖကိုခေါ်ဆောင်ဖို့အတွက်ကျိုးပန်းတဲ့အချိန်မှာခုခံထွက်ပြေးတဲ့အတွက်ကြောင့်ပြစ်ခတ်ရာကနေတေဆုံသွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဖမ်းဆီးလာတဲ့အချိန်မှာထွက်ပြေးဖို့လုပ်လို့ပြစ်ခတ်ရင်းနဲ့တေဆုံသွားတာပါ။စာရဖပါလို့ KI ရဲ့တရင်အရင်မြစ်ကပြောဆိုထားပါတယ်။အဲ့ဒီပြစ်ခတ်ခံရပြီးတော့တေဆုံသွားတယ်စစ်တပ်ထောက်လန်းရေးထံကနေပြီးတော့တနက်တလက်လက်ပြုံတစ်လုံးနဲ့ကြီးစံတစ်ချို့ဖုန်းတစ်လုံးတို့ကိုတင်စီရရှိခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။သူ့ကိုယ်သူ Jackie Chan များအောင်းမင်းနေလားမသိဟမ်။ ဆက်လက်ပြီးတင်ဆက်ပေးရမယ်တရင်ကတော့ရေပြူမျိုးနဲ့နဘူးလေဒေတာမှာရှိတဲ့ဒဝဲအထူးစီးပွားရေးဇုံ area မှာလုံခြုံရေးယူထားတဲ့စစ်ကောင်စီတပ်သားများတိုက်ခိုက်ခံရတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်စိတ်ကန်းလုံခြုံရေးယူထားတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုမေလ9ရက်နေ့မနက်ပိုင်းမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုကတွားရောက်ပစ်ခတ်ခဲ့တယ်လို့ဒေတာကန်တအုပ်ကပြောဆိုခဲ့ပါတယ်အခုလိုတိုက်ခိုက်ပြီးတဲ့နောက်မှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာရေနက်စိတ်ကန်း area မှာအရင်ကစေကောင်စီတွေတပ်ဆွဲနေထိုင်ခဲ့မှုတဲ့ရဲစခန်းဟောင်းတစ်ခုကိုမိရှုခဲ့တယ်လို့ဒေသခံနောက်ထပ်တအုပ်ကပြောဆိုခဲ့ပါဗျ။ စခန်းဟောင်းမီးရှို့တယ်လို့တော့ပြောတယ်တိုက်ခိုက်တာခဏလေးဆိုတော့အပြန်အလှန်တိုက်ပွဲဖြစ်တာမျိုးရှိမရှိတော့မသိရသေးဘူးလို့၎င်းကပြောဆိုခဲ့ပါတယ်တဝဲအထူးစီးပွားရေးဇုံအတွဲမှာစိတ်ကန်းလုံကြုံရေးယူထားတဲ့စစ်ကောင်စီတပ်ဖွဲ့ကို A0 ရေပြူမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတွားရောက်တိုက်ခိုက်ခဲ့ကြောင်းကို၎င်းတပ်ဖွဲ့ကမေလ6ရက်နေ့မှာထုတ်ပြန်ထားတာကိုတွေ့ရပါတယ်စစ်ကောင်စီရေကင်းတစ်ခုကိုမီးရှို့ပြီးတော့အပြန်အလှန်ပြစ်ခတ်မှုကြောင့်စစ်ကောင်စီတပ်သားများစွာထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်စစ်ကောင်စီတပ်ဟာ AP လနောက်ဆုံးဘက်က တဝဲအထူးစီးပွားရေးဇုံ area မှာရှိတဲ့ခြေရွာများကိုစစ်ကြောင်းထိုးခဲ့တယ်လို့သိရပါဗျ။စစ်ကြောင်းထိုးတဲ့အချိန်တွဲမှာဒေသခံများရဲ့ဖုန်းများကိုတင်းယူခံရပြီးတော့ရွာသားတချို့ကိုလူသားတိုင်းအဖြစ်နဲ့ခေါ်ဆောင်ကာစစ်ကြောင်းပြန်ထွက်သွားတဲ့အချိန်မှာပြန်လွတ်ပေးခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီကလာဇာနဲ့လက်နက်တပ်ဆင်ဖိထားတဲ့ပြူစောတိမောင်အေးကိုပြစ်ခတ်တိုက်ခိုက်ရာတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မေလ3ရက်နေ့မွန်လွဲ2:30မိနစ်ခန့်မှာလောင်းလုံးမြို့နယ်တောရှိရွာလောင်းကစားဝိုင်းမှာပြူစောတိမောင်အေးအကောက်ကောက်နေတဲ့အချိန်လောင်းလုံးပါကဖရွှေတောင်ရန်တပ်စုကဝင်ရောက်ပြတ်ခတ်တိုက်ခိုက်ရာပွဲချင်းပြီးတိတ်ဆုံသွားတယ်လို့သိရပါဗါးအဲ့ဒီတိတ်ဆုံသွားတဲ့ပြူစောတိမောင်အေးဟာလောင်းလုံးမြို့နယ်အတွင်းမှာစီရေးတင်းမာနေတဲ့အချိန်ခလာရ104တရင်အတွင်းကိုတွားရောက်နေထိုင်လေးရှိပြီးတော့စစ်တပ်က၎င်းကိုလအစာတသိန်းခွဲထောက်ပံ့ထားတယ်လို့သိရပါဗါး ဒါအပြင်အကြမ်းဖက်စစ်ကောင်စီကလက်နက်ပါထုတ်ပေးထားပြီးတော့ M16 A1 တလက်နဲ့ပစ္စတိုတလက်ကိုင်းဆောင်ထားတဲ့သူဖြစ်တယ်လို့သိရပါဗျ။ဒါပေမဲ့ PDF တပ်ဖွဲ့များဝင်ရောက်ပစ်ခတ်တဲ့အချိန်တွင်းမှာတော့ပြူစောတိမောင်အေးစီကနေပြီးတော့ခရမ်းဒီတလုံးအပါဝင်လက်ပစ်ပုံးတလုံးဘောလုံးမီးပန်းများမီးချစ်ဆေးဝါးတချို့နဲ့ဖန်ကိုလီများကိုတင်စီရရှိခဲ့တယ်လို့သိရပါဗျ။ ပြူစောတိမောင်အေးဟာအကြမ်းဖက်စစ်ကောင်စီကစစ်ကြောင်းထိုးလာတဲ့အချိန်မှာလမ်းပြအဖြစ်နဲ့ပါဝင်လေးရှိပြီးတော့နေမြေအတွင်းမှာသတင်းအချက်အလက်များရှာဖွေစုဆောင်းကအကြမ်းဖက်စစ်တပ်ထံကိုသတင်းပေးပို့သူဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်ပြည်သူများကိုလည်းအကြောင်းမဲ့ဖမ်းဆီးခြင်းကြေးရွာအတွင်းမှာလောင်းကစားဝိုင်းပြုလုပ်ပြီးတော့အကောက်ကောက်ခံခြင်းစစ်တပ်ထံကိုဆက်ကြီးထောက်ပံ့နေသူဖြစ်ကြောင်းသိရှိရပါတယ်။ပြူစောတိမောင်အေးကိုတရားလေးတက်ရင်အနေတောရှိရွာမှာလောင်းကစားဝိုင်းပြုလုပ်နေတော့ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။ သူက104တက်ရင်ထဲမှာစစ်တင်တန်းတက်နေတယ်လို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဟာလက်နက်တီးကလည်းစမ်းနေဟေးအကုန်လုံးအစင်းမြင့်နောက်ဆုံးပေါ်တွေကြီးပဲဟမ်ခရမ်းသီးတွေရောမီရှုမီပန်းတွေရောဘူးစီပေါင်းကပါသေးတယ်ရန်သူတွေ့တာနဲ့သူကဩပြေးပြီးတော့ပြေးမှုန့်လို့ပေါ့ဘူးစီပေါင်းပြေးပြီးတော့ ဆိုဆိုတယ်လေခရန်ဒီကဘာလို့ဘိုက်ဆိုင်ဒီကောင်ထုံစားမလို့လားမသိပါဘူးโอเคโอเคဆောက်တယ်လေဒီကြီးပါပဲကွာငါလကွီဆလာဘီတင်ဆက်ပေးရမယ်တရင်ကတော့ဇကိုင်းတိုင်းမုံရွာမြို့မှာအရာရှိနေအိမ်များကိုကင်းဆောင်ဖို့အတွက်လာတဲ့စစ်ကားကိုပြက်ခတ်တိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီဘက်က၅ဦးသေဆုံးခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်မေလ6ရက်နေ့ည7:15မိနစ်အချိန်မှာမုံရွာမြို့မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီက ဗိုလ်မှူးတအုပ်ရဲ့နေအိမ်ကိုကင်းဆောင်ရန်လာတယ်။စစ်ကားတစ်စီးကိုတော်လိုင်းတပ်ဖွဲ့များကဗိုလ်တေစာလမ်းနဲ့ဗရောက်လမ်းသွယ်မှာပြစ်ခတ်တိုက်ခိုက်ရာကားပေါ်မှာလိုက်ပါလာတဲ့စစ်သား10ဦးတည်းက9ဦးခန့်သေဆုံးသွားတယ်လို့သိရပါဗါတယ်။၎င်းတိုက်ခိုက်မှုကိုမုံရွာခရိုင်အမှတ်25တပ်ရင်းတပ်ခွဲငါမဟူယာ People Defense Force MHRPDF Liberation Front ချင်းရင်းຫນွေဦးတော်လိုင်းအင်အားစု CSIAF LBDF မုံရွာ Fire Group LBDF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်စစ်ခွေးကားကိုပြစ်ခတ်တိုက်ခိုက်တာစစ်သား5ဦးခန့်သေတယ်အတိအကျသိရဖို့တော့စုံစမ်းနေပါတယ်လို့မဟူရာ People Defense Force MHR PDF ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်မဟူရာ People Defense Force MHR PDF ဟာလက်နက်အင်အားဖြည့်တင်းမှုအတွက်အနောက်မြောက်လွင်ပြင်နှွေဦးစစ်စင်ရေးကမ်ပိန်းပြုလုပ်နေပြီးတော့ပြည်သူများပူးပေါင်းပါဝင်ပေးကြဖို့အတွက်မြစ်တာရက်ခံထားကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။